အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဆိုးပါပြည်ပမီဒီယာဖြစ်ပါတယ်ဗျာဒီကနေ့ဒီဇင်ဘာလ2ရက်နေ့ထူးခြားတဲ့သတင်းချို့အောက်တို့ပြီးတင်ပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီကြောင်မဲမြို့နယ်တောင်ထိပ်ကျေးရွာနီးမှာကြားဖြတ်အလုံးုံနေကြားဖြတ်တရုတ်တွေကိုကြားဖြတ်တရုတ်တွေကိုဖမ်းဆီးရမိတဲ့အခြေအနေပါအဲ့တော့ကြားဖြတ်နဲ့ပတ်သက်ရင်တော့ကျွန်တော်ဒီကြားဖြတ်လုပ်ငန်းကိုဥဆောင်နေသူတွေလောက်ကိုင်းနေသူတွေရင်းနှီးမြုပ်နှံနေသူတွေအားလုံးကတရုတ်တွေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကြားဖြတ်တရုတ်တွေပါတရုတ်တွေကကျွန်တော်တို့ဗမာပြည်ဘွားတရုတ်တွေမဟုတ်ပါဘူးတရုတ်နိုင်ငံထဲမှာရှိတဲ့တရုတ်နိုင်ငံသားတွေပါဒါကြောင့်ကျွန်တော်တို့ကကြားဖြတ်တရုတ်လို့ခေါ်ခြင်းဖြစ်ပါတယ် တရုတ်နိုင်ငံသားတရုတ်မှတ်ပုံနဲ့ကင်သောတရုတ်များသာဖြစ်ပါတယ်တရုတ်ပြည်ဘွားတရုတ်များသာဖြစ်ပါတယ်ကျွန်တော်တို့ဒီမြန်မာပြည်ဘွားတရုတ်တွေမဟုတ်ကြပါဘူးဒါတော့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိသိချင်းပါတယ်ဖြစ်စဉ်ကဒီ SFPB ရဲ့ထုတ်ပြန်ချက်ကိုကျွန်တော်ပထမဆုံးကိုးကားချင်ပါတယ်နိုဝင်ဘာလ29ရက်နေ့မိုးလဲတနအီမိနစ်30တနအီ30မိနစ်အချိန်ခန့်မှာရှမ်းမြောက်ဒေသကြောင်မဲမြို့နယ်ပုံဟုတ်ကြီးဝအနီးမှာ ပို့ကြည့်ရအနီမှာရှိတဲ့ SSPB SSC ရဲ့ Tuscan နီး Tuscan တရှိရာတော်ရင်တနေရာမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်ကြောင်းဒီမြောက်ပိုင်းရှမ်းဘက်ကထုတ်ပြန်လာပါတယ်သူတို့ရဲ့ပြေးမှာပဲထုတ်ပြန်လာပါတယ်နိုဝင်ဘာလ29ရက်နေ့မှာထုတ်ပြန်ပါတယ်ထုတ်ပြန်တဲ့အဖွဲ့အစည်းက SSPB SSA ပါတနည်းပြကျွန်တော်မြောက်ပိုင်းရှမ်းလမ်းတိုင်းအဖွဲ့ကထုတ်ပြန်ပါတယ်ဒီထုတ်ပြန်ကြထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကဒီဒေသမှာရှိတဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေတွေကိုမေးပါတယ်တိုက်ပွဲတွေဖြစ်ကြတယ်ဆိုတော့ဘယ်လိုဖြစ်ကြတာလဲပေါ့ကျွန်တော်တို့ဒီကြောင်းမင်းမှာရှိတဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေတွေမေးတဲ့ခါမှာဒီအဓိကကတော့ SSPB SSA ရဲ့တက်စကန်အနီးမှာဒီ SSPB SSA ကနေပြီးတော့ကျွန်တော်အကာအကွယ်ပေးထားတဲ့ကြားဖြတ်ကြားဖြတ်ဂိုင်းတွေကြားဖြတ်အလုံယုံတွေပေါ့ကြားဖြတ်အလုံယုံတွေကြားဖြတ်တရုတ်တွေကိုတက်ကနေပြီးတော့ကျွန်တော်တို့ဝင်ရောက်စီးနေတဲ့အခြေအနေပါအခြေအနေပါအဲ့ဒီအကြောင်းကျွန်တော်တိုက်ပွဲတွေဖြစ်ရပါတယ်လို့ပြောတယ်ဒါကျွန်တော်ဒေတာအခြေအနေဒါပြီးတော့ကျွန်တော်တို့မှဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မှတက်တယ်မရှိဘူးတက်တယ်မရှိတဲ့အတွက်ကျွန်တော်တို့ဒီသတင်းကပတ်သက်ပြီးတော့ခဏကျွန်တော်စောင့်ကြည့်နေတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဇင်ဘာလတရက်နေ့မှာဒီဇင်ဘာလတရက်တရက်နေ့မှာကျွန်တော်တက်မလို့ကသတင်းထုတ်ပြန်မှုတွေပြုလုပ်ခဲ့ပါတယ် ဒါကကြောက်မဲမြို့နယ်တောင်ထိပ်ကြီးွာဒေါထဝတီမြေအနီးမှာအွန်လိုင်းအွန်လိုင်းလိမ့်လိမ့်လောင်းစားမှုလုပ်ငန်းများလုပ်ကိုင်နေတဲ့အဆောက်အုံတွေကိုအဆောက်အုံတွေကိုတွေးရှိခဲ့ပါတယ်တွေးရှိခဲ့တွေးရှိတဲ့အတွက်ဒါတက်မလို့ကနေပြီးတော့ကျွန်တော်တို့ဒါနေမြေရှင်းလင်းပြီးတော့ဒီဒီအဆောက်အုံတွေဖျက်ဆီးနိုင်ခဲ့တယ်တပ်ဆိုင်တဲ့သူတွေဖမ်းဆီးနိုင်ခဲ့တယ်ဆက်ဆက်တဲ့ပစ္စည်းကိုတင်းစီဖျက်ဆီးနိုင်ခဲ့တော့တရေထုတ်ပြန်လာတယ်တက်မလို့လည်းတရေထုတ်ပြန်တယ်အဲ့မှာကျွန်တော်တို့ဒီ SSPB က29ရက်နေ့တရေထုတ်ပြန်တယ်သူတို့ကပုံဟိုကြီးွာအနီးမှာပုံဟိုကြီးွာအနီးမှာရှိတဲ့တော်တွင်းတနေရာမှာ သူတို့ခေါ်တော့စစ်ကောင်စီပေါ့ဗျာစစ်ကောင်စီသူတို့တိုက်ပွဲတွေဖြစ်ကြတယ်။ဘာကြောင့်တိုက်ပွဲဖြစ်တယ်ဆိုတာသူတို့ဘက်ကပါမလာဘူး။ဒါပေမဲ့တိုက်ပွဲဖြစ်ရတဲ့အကြောင်းရင်းကအဲ့ဒီကြေးရွာရဲ့ဒီပုံးကိုကြေးရွာနဲ့ခုနကဒီတပ်မတော်ကကြားပြတ်နေတီရှိရနေတာကြေးရွာဖြစ်တဲ့တောင်ထေကြေးရွာကနီးနီးလေးပါ။ကျွန်တော်တို့တော်တော်လေးနီးပါတယ်။အဲ့တော့ဒီကျွန်တော်ဒီမှာစဉ်းစားရနံပါတ်၁ချက်ကတပ်မတော်စစ်ကြောင်းတွေကဒီတောင်ထေကြေးရွာအနီးကိုရောက်လာတဲ့အခါမှာ SSPB SSA တနည်းအားဖြင့်မြောက်ပိုင်းရှာလနဲ့ကိုင်ခွေတိတယ်။တိလို့တိုက်ပွဲဖြစ်တယ်။ 他说一：“伊讲种苗班下那那个，我讲没见那个。他讲有的打白皮吧，没礼貌的。他讲有的打白皮吧。哦，你这么多时讲那个，你到那几万那个，我讲是我要拿来看嘛。对的，都是对的。不了，谁讲的？我拿来看嘛，都是对的，带我也评价的。他说：“伊讲种肉的 S S P 比 S S C，但是讲你保护几万呢？保护几万？你不要，哎，那买硒哩货的加片，加片漏用的，那加片少的，一少的，那买的少六千，把讲你。 SS SSPB အဖွဲ့ဘာလို့မသိရလဲ။နံပါတ်1ဒီအစာအုပ်တွေဖြစ်လာဖို့အတွက်ကျွန်တော်တို့ဒီတစ်တွေဝါတွေခေါ်ရတယ်ညီတွေရှင်းရတယ်။နော်အစာအုပ်မှာခင်ဗျာ Google Map ကကြည့်ဟီးနေအောင်မြင်ရတယ်။နော်အစာအုပ်ကခင်ဗျာနွားတင်းကုန်းလောက်စောင့်နေတဲ့အစာအုပ်လည်းမဟုတ်ဘူး။ကျွန်တော်တို့ဒီကြောက်ဝိုင်းဖဲဝိုင်းလောက်ကျွန်တော်တို့ကျွန်တော်တို့ဒီရွက်ဖြစ်တဲ့လေထိုးတဲ့အဆောင်မှုအဆောက်အဦတွေခိုင်ခိုင်မာမာစောက်တယ်တဲတွေအများကြီးပဲအဲ့တော့ဒီတဲတွေစောက်တာကို SSPB SSC အဖွဲ့ကဘာကြောင့်မသိရတာလဲတဲတမလို့ဆက်ကြောင်းတွေဝင်တဲ့အခါမှာသူတို့ထိတွေ့မှုဖြစ်တယ်သူတို့ပြစ်ခတ်တာကြီးလုပ်တယ်ဒါဆိုရင်ခင်ဗျဒီ ဒီတရုတ်ကြားပြတ်နေရောက်လာတဲ့အရာကိုသူတို့ဘာကြောင့်မတားဆီးတာလဲမကန့်ကွက်တာလဲတေချာတာကတော့ကျွန်တော်တို့ဒီကြားပြတ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ SSPB SSC အဖွဲ့အကာအကွယ်ပေးထားတာပဲရှမ်းမြောက်ဒေသမှာကျွန်တော်တို့ဒီဒီဒီ SSPB SSC ရဲ့ထိန်းချုပ် area တွေမှာကျွန်တော်ကြားပြတ်လုပ်ငန်းတွေများစွာရှိပါတယ်ဒါကျွန်တော်သက်သေပဲအဲ့ဒီကြောင်မဲမြို့အနီးပါတော့ကြောင်မဲမြို့ area တကြောမှာတော့ဒီလိုမျိုးလုပ်တယ်ဆိုရင်လုပ်တဲ့နေရာတွေအားလုံးကဒီဒီကြားပြတ်တရုတ်တွေက SSPB အဖွဲ့ရဲ့ကျွန်တော်တို့လုံခြုံရေးအကာအကွယ်ကိုယူပြီးတော့တို့ဒီလုပ်ငန်းကိုလုပ်တာပါ ဒါကြောင့်ကျွန်တော်တို့ကဒီလုပ်ငန်းနဲ့ပတ်သက်ရင် SSPP အဖွဲ့မှာကျွန်တော်များစွာများစွာကျွန်တော်တာဝန်ခံမှာဖြစ်ပါတယ်ခင်ဗျားတို့ဗျာခင်ဗျားတို့ဟလာအဲဒီရှာလူလူတို့လည်းခင်ဗျားတို့တတ်တော့ဘာခုမှလောက်ခဲ့တာမဟုတ်ဘူးကျွန်တော်တို့ကရှင်းလင်းဒီမြောက်ပိုင်းရှာဖွဲ့နဲ့ပတ်သက်တော့ကျွန်တော်တို့ကပူးစိုးပါးစပ်ကိုပြောချင်တာမြောက်ပိုင်းရှာလက်နက်ကိုင်အဖွဲ့ကဒီဒီရှမ်းပြည်နယ်မှာရှိတဲ့ရှမ်းတိုင်းသားတွေကမြောက်ပိုင်းရှာလက်နက်ကိုင်အဖွဲ့ကိုထားတာကသူတို့သူတို့သဘောထားသူတို့သဘောထားကခင်ဗျာဒီရှမ်းရဲပြောရရင်ခင်ဗျာအတုံးမကြတဲ့အဖွဲ့တုံးမရတဲ့အဖွဲ့ ကိုကျိုးရှာတဲ့အဖွဲ့မွေးစေဝါထုတ်တယ်လက်နက်မောင်ကိုကူးတယ်အဲကျွန်တော်တို့ USA တက်ကလက်နက်တွေရတယ်ရပြီးတော့ဒီ PDF ထဲကိုပြန်ရောင်းတယ်သူကလက်နက်ပွဲစားအဆင့်လောက်ပဲရှိတယ်မြောက်ပိုင်းရှမ်းအဖွဲ့ကခင်ဗျရှမ်းလူလူရဲ့ကောင်းကျိုးနဲ့ပတ်သက်ရင်တမိုင်းနဲ့ချီပြသူဗားရီမြက်လောက်ခဲ့တာရှိလို့လေခင်ဗျားတို့အဲ့မှာရှမ်းပြည်နယ်မြောက်ပိုင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ရှိတဲ့ကျွန်တော်ဒေသခံတွေခင်ဗျားတို့ဒီရှမ်းလက်နက်အဖွဲ့မြောက်ပိုင်းရှမ်းပါဗျ SSPP အဖွဲ့ထံကနေပြီးတော့ခင်ဗျားတို့သူတို့သူတို့ခင်ဗျားတို့ကောင်းကျိုးဘာဝင်ဆောင်မှုတွေပေးခဲ့တယ်လေခင်ဗျားတမိုင်းကျောင်းနဲ့ချီရှိလိုက် ကျွန်တော်တို့ပြီးခဲ့ရက်ကလည်းခင်ဗျာအဲ့မှာကျွန်တော်တို့ဒီတီဘောတို့ပါလို့ကျွန်တော်ကြောင်မဲတို့သွားခဲ့ပါတယ်။သွားလို့ကျွန်တော်အဲ့မှာရှန်တိုင်းသားနေနဲ့ကျွန်တော်ပြောကြတယ်။ပြောကြတော့ SSPP အဖွဲ့ကိုခင်ဗျားတို့ဘယ်လိုသဘောထားရှိလဲ။ဘယ်လိုသဘောထားရှိလဲဆိုတော့ဒီအဖွဲ့ကရက်ွက်ထဲမှာရှိတဲ့အာကျွန်တော်တို့ဆွန်းလောင်းတမောင်လောက်တော့မအားအားမကိုအောင်တဲ့။အဲနောက်တစ်ချက်ကကျွန်တော်တို့ဒီရက်ွက်မြို့နယ်မှာရှိတဲ့လူမှုကွန်ရက်အသင်းတော်အားကိုရခြင်းမရှိပါဘူးတဲ့။အလကားခင်ဗျာအခုံထုတ်တွေကောက်နေတာပါတဲ့။တော်ဒါလို့ရှိဒါလည်းခင်ဗျာမှန်တာပဲဗျ။မှန်တာပဲ။အဲ့တော့ဒါနဲ့ကျွန်တော်ထက်ဆက်မယ်ဗျာနော်ထက်ဆက်မယ်ဒီပိုးကို ပိုးဟိုကြီးွာကပိုးဟိုကြီးွာတရှိရဲ့နေရာကကျွန်တော်နောင်ချိုးကြောင်းမဲ့ဒီပေါ်နတ်လန်နတ်လန်ကြမှာတရှိတယ်အဲ SSPB ရဲ့ SSPB တက်စကန်တရှိရဲ့နေရာသူတို့သူတို့ထိချုပ်တဲ့နေရာပေါ့ဗျာတက်ကလည်းရှင်းတယ်ခင်ဗျာအဲ့မှာကြားဖြတ်ရှိလို့ဝင်ပြီးတော့နေမြေရှင်းလင်းမှုပြုလုပ်တယ်တစ်ဖက်တိုက်ပွဲတွေဖြစ်တယ်ဝင်ပါလား30ရက်မှာကျွန်တော်တိုက်ပွဲတွေဖြစ်တယ်ဒီဇင်ဘာ1ရက်နေ့မှာတိုက်ပွဲတွေဖြစ်တယ်တိုက်ပွဲတွေပြင်းထန်ခဲ့တယ်တိုက်ပွဲတွေပြင်းခဲ့ပြင်းထန်ခဲ့တက်မတော်ခင်ဗျာရှင်းရှင်းလေးဘာကြောင့်ဒီနေရာကိုစစ်ကြောင်းဝင်ရလဲဆိုတဲ့ဟာကိုတက်မတော်ကအချက်လက်နဲ့ထုတ်ပြန်နိုင်ခဲ့တယ်အဲ့မှာဝင်ပါလား30ရက်နေ့ ဝင်းမဝင်းမဒီစင်29 30ပေါ့ဗျ29 30တက်ရပေါ့အဲ့ဒီအဲ့ဒီအဲ့ဒီတောင်းရအဲ့ဒီတကြောမှာဆိုရင်ရခဲ့တာကဒီ SSPP တက်စကန်ရှိတဲ့အနီးတောင်းထေကျွော်အနီးတောင်းထေကျွော်ရဲ့တောင်းဘက်အဲ့ဒီတကြောမှာကျွန်တော်တို့ဒီကြားဖြတ်ကြားဖြတ်အလုံးုံတွေပေါ့အလျားကအလျားကပေ60ရှိတယ်အနံပေ30တွမိုးတွမိုးကျွန်တော်တုံးတက်တာကတဲ့အိတ်ဆောင်6လုံးခင်ဗျာရှင်းစင်းနော်အလျားကအလျား60အနံ30 အဲ့ဒီအိတ်ဆောင်6လုံးနော်ဒါဆိုခင်ဗျာသူတို့ကြံနေလူရေမနေဘူးနော်နောက်တစ်ခါကျွန်တော်အလျားအလျားပေ60အနာပေ30တူမိုးသုံးသက်သားကနောက်ထပ်နောက်ထပ်ဒီလုပ်ငန်းဆောင်5လုံးလုပ်ငန်းဆောင်5လုံးနော်အလုပ်လုပ်ဖို့လုပ်ငန်းဆောင်5လုံးအိတ်ဆောင်6လုံးအဲ့မှာလည်းမနေဘူးပြီးခင်ဗျာအများကြီးအများကြီးပဲဗျာအဲ့မှာခင်ဗျာအလျားပေ80အနာ70ပေရှိတဲ့အိတ်ဆောင်အများကြီးပဲကျွန်တော်ဒီမှာတစ်ခုချင်းတော့မရွတ်တော့ပါဘူးပြီးကျွန်တော်မီးစက်အကြီးကတစ်လုံးပြီးကျွန်တော်15ပေအမြင့် ကင်းဆောင်တက်သားမျောစရာငါးလုံးဒီအစားအုပ်ကျင်းဆောင်ပေါ့အပြင်ဝင်လာရင်သိအောင်ပေါ့သူတို့ကင်းဆောင်အများကြီးပဲအများကြီးပဲအစားအုပ်တော်တော်များပါတယ်အဲ့မှာကျွန်တော်တို့ဒါကွန်ပျူတာ desktop all in one ပေါ့ all in one PC က desktop အလုံး30ပြီးရင်ကျွန်တော် starland ban starland ban 10ခုပြီးရင်ကျွန်တော်အမဆက်ဆက်ပစ္စည်းတွေဆက်ဆက်ပစ္စည်းတွေကျွန်တော်သိသိနိုင်ခဲ့တယ်အဲ့ဒီပြည့်စင်မှာဒီ tablet ကကြားဖြတ်တရုတ်ကြားဖြတ်တရုတ်အားလုံးကျွန်တော်28ယောက်28ယောက်ကိုကျွန်တော်ဖမ်းဆီးနိုင်ခဲ့ပါတယ်ဖမ်းဆီးနိုင်ခဲ့ပါတယ် ဲ့တော့ခင်ဗျာရှင်းရှင်းလေးဒီဖြစ်စဉ်ကိုကြည့်လိုက်ဒီဖြစ်စဉ်ကြည့်လိုက်ဒီဒီပုံးဟုတ်ကြည့်ရအနီးဗျာဒီတောင်ထည့်ကြည့်ရပုံးဟုတ်ကြည့်ရနဲ့တောင်ထည့်ကြည့်ရကြားပေါ့အဲ့ဒီကြောင့်ကိုတက်မလို့ဆစ်ချောင်းနဲ့ဝင်ရောက်တဲ့အခါမှာ SSPP ကတက်မလို့ဆစ်ချောင်းနဲ့ဝင်ရောက်လာလို့ဟိုသူတို့ဒီတိုက်ပွဲဖြစ်ရပါလေလို့သူတို့ထုတ်ပြန်လာတယ်ဒါဆိုရင်ခင်ဗျာဒီမှာအဆောက်အဦတွေအများကြီးဗျာဒီအဆောက်အဦတွေအများကြီးစောက်တယ်ဗျာခင်ဗျာလည်းလူတွေနေတယ်ဗျာဒါဟုတ်ခင်ဗျာဒီ SSPP အဖွဲ့မသိကြကြောင်းရှိဘူးခင်ဗျားဒီရှမ်းလက်နက်ကင်အဖွဲ့ကြီးခင်ဗျားအဲ့ဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့လက်နက်ကင်အဖွဲ့ကဘယ်လက်နက်ကင်ကမွေးစင်ဝါနဲ့မကင်ဘူ ခင်ဗျာကြိုက်တာပြောမွေးစောနဲ့ဘယ်လက်နက်ကင်ဖို့မှမကင်းဘူးခင်ဗျာဘာထွက်လို့လဲဗျာခင်ဗျာလေသူတို့ခင်ဗျာရောင်းချစားရောင်းစားတဲ့တရားစတာပဲရှိကျွန်တော်ဘာမှမရှိဘူးအဓိကသူတို့ရဲ့ပင်မာရင်းမြစ်ကမွေးစောပဲခင်ဗျာအဲ့ဒီကဘာမှာလဲခင်ဗျာလိုက်ကြည့်လိုက်ညွန်ခဲတွေလိုက်ကြည့်လိုက်မွေးစောထက်ရှိတဲ့နေရာကခင်ဗျာရောင်းဝါထွက်တာလည်းမဟုတ်မန္တလေးကထွက်တာလည်းမဟုတ်ဘူးမွေးစောထွက်ရှိတဲ့နေရာအများဆုံးရှမ်းပြည်နယ်မြောက်ပိုင်းကပဲထွက်တာပဲခင်ဗျာ WS အဖွဲ့ဘာနဲ့ရှင်းတမ်းခဲ့လဲအဲ့ဒီအဲ့ဒီကျွန်တော်တရုတ်နယ်ကျလက်နက်ကင်ဖွဲ့တွေဘာနဲ့ရှင်းတမ်းခဲ့လဲဘာနဲ့အင်အားကြီးထွက်လာခဲ့တယ်လဲပြီးရင်ခင်ဗျာဒီမှာ DNL လေး ခင်ဗျာဒီ SSB ဘယ်ဘာနဲ့အင်အားကြီးထွားလာခဲ့လဲခင်ဗျာတကယ်မွေးစုံရတဲ့ပတ်တိုင်းခင်ဗျာထုတ်ထုတ်တာရှမ်းမြောက်ကကြီးပဲထုတ်တာပဲရှမ်းမြောက်ကပဲထုတ်တာဗျခင်ဗျာဒါခင်ဗျာဒါကောင်းမွန်တဲ့တာတကပဲဒါကျွန်တော်ခိုင်ပါတဲ့တာတကပဲဒါနဲ့ပတ်သက်ပြီးတော့ SSB ဘယ်ဘလို့ညင်းမလဲပေါ့ဗျာကျွန်တော်စောင့်ကြည့်နေတယ်ကဲဗျာသူတို့ကလည်းကဲဗျာတိုက်ပွဲဖြစ်တဲ့ရက်ကသူတို့ကထုတ်ပြန်တာပြီးစာ29ရက်နေ့ကတိုက်ပွဲဖြစ်ပါတယ်။ကြောင်မမျိုးနဲ့ပုံးဟိုကြီးရအနိမပုံးဟိုကြီးရအနိတော်ရင်းတနေရာမှာတော်ရင်းမှာတိုက်ပွဲဖြစ်ပါတယ်သူတို့ဘက်ကရုပ်တံနဲ့တင်ထားတယ်။ရုပ်တံတင်ထားတယ် ဒါပေမဲ့ဒါကိုသူတို့ထုတ်ပြန်တဲ့အခြေအနေနဲ့တမလို့ထုတ်ပြန်တဲ့အခြေအနေအဲ့မှာတမလို့ထုတ်ပြန်တဲ့ကြီးရွာနဲ့ခုနကသူတို့ထုတ်ပြန်တဲ့ကြီးရွာကခင်ဗျရွာကြီးကက်ရက်ရွာတမလို့ဆက်ကြောင်းတော့ဒီတဲကိုဝင်လာပြီးပြီဗျာခင်ဗျသူတို့ဘာလို့တမလို့ဆက်ကြောင်းဝင်တော့သူတို့ပြစ်တယ်ဗျာသိတယ်ဘာလို့ဒီတယောက်တည်းအုံနေချင်းနဲ့ဝယ်တယ်ဝင်တယ်ခင်ဗျဒီမှာအဆောက်အဦတဲဆိုမနေဘူးကျွန်တော်တလုံးချင်းယူအချင်းအရန်ကြာသွားမှာဆိုလို့မနေဘူးပဲဗျာအဲ့ဒါပါဒါဆိုခင်ဗျဘာလို့ SSPP ဖွေရမသိရလဲတေချာတာကတော့ SSPP ဖွေရဒီကြားဖြန်းတွေကိုသူအကောက်ဝက်ပေးထားတယ်ဒါကကျွန်တော်ဒီတဲ့နေရာလေးတွေ့လို့ပါအခြားနေရာတွေလည်းရှိနိုင်ပါတယ် ရှိနိုင်ပါတယ်တမလို့ကတော့ကျွန်တော်တို့ဒီကြားပြတ်နဲ့ပတ်သက်ရင်အမျိုးသားရေးတာဝန်တည်ရနေနဲ့ရှင်းလင်းမယ်ဆိုတော့ကျွန်တော်တရားဝင်ပြောဆိုတာပြီးသားဖြစ်ပါတယ်နောက်ထပ်သင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ကျွန်တော်လက်ဖက်လက်ဖက်တာဖုံးကျော်ပေါ့လက်ဖက်တာဖုံးကျော်ကသူ့ရဲ့သူ့ရဲ့ကျွန်တော်တို့သူ့ရဲ့လူမှုဆိုရှယ်အကောင့်သူ့ရဲ့ဆိုရှယ်မီဒီယာမှာပေါ့သူ့အနေနဲ့သူ့အနေနဲ့ဒါမိုးကုတ်ဒီကဆိုပြီးတော့မိုးကုတ်ဖြစ်စဉ်မိုးမွေးဖြစ်စဉ်နဲ့ပတ်သက်ပြီးသူ့ရဲ့သဘောထားကိုရေးသားတွေ့ရတယ်ဒီတာဖုံးကျော်ရဲ့ရေးသားမှုကသူက TNL ကိုစာပြုတ်ပါတယ် ဒါသူရဲ့စိတ်နေစိတ်ထားပြီးရင်ကျွန်တော်ဒီဒီပလောင်တောင်းချမ်းသူပလောင်လက်နက်ကိုကိုစားပြပါတယ် TNL ကိုကိုစားပြပါတယ်အဲ့တော့သူရဲ့ကျွန်တော်တို့အပြိုးလေးပဲကျွန်တော်ဖတ်ပြပါမယ်မုတ်ကုတ်နီကာပေါ့ဗျာမုတ်ကုတ်နီကာဆိုပြီးသူကရေးတယ်အဲ့တနည်းအားဖြင့်ဒါတောင်းနိုင်ငံကြီးရဲ့ပန်းနိုင်တစ်ခုပါလေမုတ်ကုတ်မြို့ကိုတောင်းပြည်နယ်ထဲပြန်ပအောင်ကြိုးပမ်းရေးဖြစ်ပါတယ်အဲ့တော့သူတို့အနေနဲ့မုတ်ကုတ်မြို့ပြန်လဲရရှိအတွက်သူတို့အချိန်တစ်ချိန်မှာသူတို့ရအောင်ပြန်တိုင်းမယ်ဆိုတဲ့သဘောကိုရေးသွားတယ်ရှေ့ကနေပေါင်းထောင်ချီကြတဲ့ကတောင်းလူမျိုးတို့တဲလာတဲ့မုတ်ကုတ်ခါတဲ့တောင်းလူမျိုးလက်ထဲ ပြန်ရောက်ရမယ်လို့ညီမှန်းထားပါတယ်အဲ့တော့သူဘယ်သမိုင်းအချက်လက်နဲ့ပြောလို့တော့မသိဘူးကျွန်တော်ရဲ့သမိုင်းအချက်လက်တော့မိုးကုတ်ကိုမိုးကုတ်ကိုကျွန်တော်တအောင်းနေတဲ့သွားတယ်လို့တော့မပါဘူးခင်ဗျာဒီမိုးကုတ်နဲ့ပတ်သက်တဲ့သမိုင်းအချက်လက်တွေများစွာရှိပါတယ်ကိုးကားလို့ရပါတယ်ကိုးကားလို့ရတဲ့အရာတွေအများကြီးရှိပါတယ်ဒါကိုတာဖုံးကြော်ကဘာလို့စေကွင်းကြီးဆန်ပြီးတော့သူပြောသွားလဲတော့မသိပါဘူးအဲဒီမိုးကုတ်ကိုတအောင်းလူမျိုးတွေတဲ့တယ်လို့သူကရေးသားလာတွေ့ရပါတယ်ဒီအချက်လက်ကကျွန်တော်တကယ်သမိုင်းအမှတ်တမ်းနဲ့ဆိုရင်လုံးဝမှားနေပါတယ်သူရဲ့စေကွင်းကြီးဆန်ဆန်ရေးသားမှုပဲဖြစ်ပါတယ်နောက်တစ်ခုထည့်ရတာက အခုတော့တဲ့လက်ထဲရောက်တဲ့ကိန်းဘုတ်ကိုမစားပဲပုံပုတ်ချခံရသူမျိုးအသက်ကွေးရပါတယ်တဲ့အဲ့တော့ဗျာဒီတနည်းအားဖြင့်မိုးကုန်းနဲ့မိုးမိတ်ကသူတို့ရရှိခဲ့တယ်အရရှိပြန်နောက်ပိုင်းမှာသူပြန်ပြီးလက်လွတ်လိုက်ရတယ်ဗောဗျာဒါကိုဆိုလိုပါတယ်ထပ်ပြီးရတာကကံမကုန်သိရေးစ조사သူတွေအတွက်ရားလက်ဆိုတာရှိသမျှယုံကြည်ပါတယ်အော်ဒါဒါသူရတာဒါဆိုရင်တော့သူတို့မိုးကုန်းကိုသူတို့အချိန်တစ်ချိန်ပြတ်တိုက်မယ်ဆိုတဲ့သဘောထားပါတစ္ဆပေါ့လို့ပပတ်ဆက်ဆက်ပြောသူတွေကိုတော်လိုင်းရင်းနှလုံးတေချာပြန်သုံးသက်ပြီးအရှိတရားတွေကို လက်ကင်ထားထားစေချင်ပါလေဗျလက်ကင်ထားစေချင်ပါလေသူတို့လက်ရှိတော့ခင်ဗျဟိုနိဘိတ်တွေကသူတို့ပူဆိုးပစက်ပေါ့ဗျာပူဆိုးပစက်ပြောတဲ့ဟာနဲ့ပတ်သက်သွားပြန်ချိပါထားတာနေဦးတော်လိုင်းရင်ပါတဲ့ဆယ်နှစ်ကျော်တိဆောက်ထားတဲ့အရင်မြစ်တွေအကောင်းဆုံးပံ့ပိုးခဲ့တဲ့လက်သုံးချောင်းထောင်သူတွေကိုလာစဉ်စံအိတ်ထောင်ကြီးပိုင်းကျွေးမွေးပြီးတော့လေ့ကျင့်ပေးခဲ့ပါတယ်အဲ့တော့ဆိုရကားဗျာဒီပလောင်လက်နက်ကင်အဖွဲ့ကဒီဆယ်နှစ်ကျော်တိဆောက်ခဲ့တယ်ပေါ့ဆယ်နှစ်ကျော်တိဆောက်ခဲ့တဲ့သူတွေရဲ့ခွန်အားတွေနဲ့လက်သုံးချောင်းထောင်တွေဆိုတဲ့အဓိပ္ပာယ်ကဒီကျွန်တော်တို့ ် NUG အုပ်စုတွေဒီ NLD ပေါ့ NLD ပါတီဝင်တွေတောခိုးတဲ့ NLD ပါတီဝင်တွေကိုသူတို့ကျွေးမွေးခဲ့ပါလေကျွေးမွေးခဲ့တယ်လက်သုံးချောင်းထောင်သူလို့ဆိုလိုတာအဲကျွန်တော်တို့ဒီဘက် KB နဲ့ဘက်မှာဆိုရင်ဒီလက်သုံးချောင်းဒီ PDF တွေကိုလက်သုံးချောင်းဖွဲ့လို့ပြောတာပြီးရင်ကျွန်တော်ဘယ်နေရာရောက်ရောက်ဒီဘက်ကိုလက်သုံးချောင်းအဖွဲ့လို့ပဲခေါ်တာအဲ့တော့ဒီအဖွဲ့ဒီ PDF တွေကိုသူကလက်သုံးချောင်းဖွဲ့လို့ရည်ညွှန်းပြီးတော့လက်သုံးချောင်းထောင်တွေကိုလာစဉ်စံအိတ်ထောင်ကြီးပိုင်းကျွေးမွေးပြီးတော့လေ့ကျင့်ပေးခဲ့ပါတယ်အဲ့တော့ PDF က PDF တွေကိုသူလေ့ကျင့်ပေးခဲ့တယ်ပေါ့ဗျာ၃လက်နေတွင်နဲ့ ရဲဘော်အင်အားထောင်ကြီးပေးဆက်အရင်ပြုခဲ့ပါတယ်အဲ့တော့ဒီဒီကျွန်တော်တို့ဒီတိုက်ပွဲမှာသူတို့ဒီ TNL အဖွဲ့ဝင်တွေထောင်ထဲချီတည်ခဲ့ရတယ်ဗောဗျထောင်ထဲချီတည်ခဲ့ရပါတယ်ဒါသူတို့ကိုလည်းဝင်ခန့်တာပါပေးလက်နက်အကျွေးဒေါ်လာဘီဘီလီယံထဲချီအကျွေးတင်ခဲ့ပါတယ်အဲ့တော့ဒီတိုက်ပွဲအတွင်းမှာသူတို့ကျွန်တော်လက်နက်ဝယ်ယူတဲ့ကိစ္စအကျွေးတွေသူဒေါ်လာဘီလီယံချီပေးရပါတယ်ဗောအဲ့တော့သူပေးရမယ့်ဟာကနံပါတ်1သူတို့ YouTube SC ပဲပေးရမှာပါကျွန်တော်တို့ဒီဘက်ပလောင်လက်နက်အဖွဲ့တွေကိုင်းတဲ့လက်နက်တွေအားလုံးက YouTube SC ထုတ်တယ်ပါ ဝါလက်နက်ကိုင်အဖွဲ့ထံကနေပြီးတော့ကျွန်တော်ရလာတဲ့လက်နက်တွေပါဝါလက်နက်ကိုင်အဖွဲ့ကသူတို့မှကျွန်တော်လက်နက်ခရင်စက်ယုံတွေရှိပါတယ်ဒီတရုတ်ကနေပြီးတော့ကျွန်တော်တို့နီးပညာကူညီပံ့ပိုးပြီးတော့ URSA area မှာလက်နက်ဆက်ယုံတွေရှိတယ်။လက်နက်ဆက်ယုံတွေတည်ရှိပြီးအဲ့လက်နက်ဆက်ယုံတွေကိုဒီကာလမှာတော့ URSA ကသူ့လက်အောက်မှာရှိတဲ့ကျွန်တော်ခုနကမြောက်ပိုင်းရှမ်းလက်နက်ကိုင်အဖွဲ့တွေအပြင်ကျွန်တော်တို့ဒီဒီကျွန်တော်တို့သူ့ရဲ့မဟာမိတ်အဖွဲ့တွေအပြင်ကျွန်တော်တို့ကိုကန့်အဖွဲ့တွေကိုသူကနေထောက်ပံ့တာပါ။ထောက်ပံ့ရေးလမ်းကြောင်းအားလုံးကကျွန်တော်တို့ ဝါအဖွဲရပဲလာတာပါကျွန်တော်တို့ဝါအဖွဲနဲ့ပတ်သက်ရင်ကျွန်တော်တို့သဘောတော့ဘယ်လိုရှိလဲဆိုရင်တော့ခင်ဗျာဝါကအချိန်တစ်ချိန်မှာခင်ဗျာပြဿနာရှိတဲ့အဖွဲစီးပါကျွန်တော်ဝါနဲ့ပတ်သက်ရင်တော့နံပါတ်၁ချက်ကဒီဝါအဖွဲတွေရဲ့တက်ဆိုင်နေကျွန်တော်တို့စီဝါအရင်မြေတွေကျွန်တော်ဖျက်တောင်းနိုင်မှုလို့ပါတယ်တတိယပြင်ခင်ဗျာကြည့်လိုက်လက်ရှိကမိုးကုတ်မိုးကုတ်ကိုဒီပလောင်အဖွဲတွေထိန်းချုပ်ခြင်းကာလကခင်ဗျာမိုးကုတ်ကောက်ဝင်းထဲမှာလာပြီးတော့ကြောက်တူးတဲ့နေရာမှာဝါလက်နက်ကိုင်အဖွဲတွေရဲ့စီကုမ္ပဏီတွေပါတယ် နော်ဝါဝါလနကိုင်ဖွဲ့တဲ့ကုမ္ပဏီပါတယ်ဝါလနကိုင်ဖွဲ့တဲ့ကမြားဒီမှာပြည်ရင်းမှာလည်းသူတို့ပုံတံမျိုးစုံနဲ့ကျွန်တော်တို့ဒီသူတို့ရဲ့စီးပွားရေးလက်ပတ်မှုတွေရှိပါတယ်အဲဝါလနကိုင်ဖွဲ့ရဲ့ကျွန်တော်တို့စီးပွားရေးကြီးထွားလာမှုတော့ကျွန်တော်ထိန်းချုပ်ဖို့လိုပါတယ်ပြီးလည်းပဲကျွန်တော်တို့ဒီကြားဖြတ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ဒီကငွေကြေးတွေကကျွန်တော်တို့ပြည်ရင်းမှာကျွန်တော်တို့ပြန်ပြီးတော့အင်ချန်မီထဲမှာရင်းနှီးမမြုံမြုံနိုင်မှုတွေဖြစ်မလာအောင်လည်းကျွန်တော်ထိန်းချုပ်နိုင်မှုလိုပါတယ်တိတ်ကိုကျွန်တော်တို့ကျွန်တော်နိုင်ငံတွဲဒီအရန်အနေကြီးပါတယ်တကယ်ကိုအနေကြီးပါတယ်နံပါတ်၁ကကျွန်တော်အမျိုးသားလုံခြုံရေးတို့ အန်ဒီရကြီးသလိုပဲကျွန်တော်တို့ရဲ့လူမှုဘဝတွေလည်းအများဆုံးအန်ဒီရကြီးပါတယ်နောက်ဆုံးခင်ဗျာကျွန်တော်တို့ရဲ့မြေပိုင်ဆိုင်ခွင့်ထိပါအန်ဒီရကြီးပါတယ်တကယ်ကိုအန်ဒီရကြီးပါတယ်အဲ့တော့ကျွန်တော်ထပ်ဆက်ပါမယ်အာနာရှင်နေရန်ကိုခေါင်းနဲ့အတင်းဝင်တိုင်းလို့ဥကောင်းကသွေးချင်းသွေးချင်းနေရတင်မလို့ပါပဲအဲ့တော့ဗျာတနည်းပြင်းလာကျွန်တော်တက်မလို့ကိုသူတို့ပြန်တိုက်တယ်ပေါ့သူတို့တို့တို့သူတို့တမရောတမရောသူတို့ပြန်တိုက်တယ်ပေါ့။တနည်းအားဖြင့်ကျွန်တော်နေရံကိုတိုက်တယ်ပေါ့။တိုက်တဲ့အခါမှာသူတို့ခေါင်းတွေလည်းတွေးရဲရပါတယ်။သူတို့ကိုယ်တိုင်တင်မလို့ခန်းစားရပါတယ်။ဗမာတွေဒီဒီကော်လို့ လိုက်မပါနိုင်ပေမဲ့မိယာအရှိန်နဲ့လိုက်ဖို့ကြိုးပမ်းခဲ့ပါတယ်တကယ်တကယ်တစ်ဆယ်နှစ်ဆက်ကုန်လို့တော့ဘယ်ဒီသေးမှလက်တွေ့ပါမလာပဲနောက်ဆုံးကိုပဲအထီးကျန်ရွာကအဲ့တော့သူတို့ရွာကပလောင်ရွာတွေလေရင်တန်းဘုံတန်းတင့်ခဲ့ရတယ်ဗောဗျာရှင်ဘတ်တွေတစ်ဖြန်ဖြန်ကွဲအတန်းနှလုံးတွေနာကျင်ရပါတယ်ဗောပြီးရင်ပါလေကြည်မရှိဘတ်ဂျက်မရှိသိစရာ လူသူနဲလာတော့မိုးကုတ်မုံမိတ်မုံမိတ်နဲ့ညှိပြီးအပြစ်ရရတယ်ပွဲကမပြီးသေးပါဘူးလေ ဒါပေမဲ့အစဲတွေစုံလုံးရပါတယ်စုံလုံးပါတယ်အဲ့တော့တို့အနေနဲ့ဗျာဒီတက်မလို့နဲ့တို့ဒီချိုင်းမီနယ်မြောက်ပိုင်းတိုက်ပွဲတွေမှာတို့တွေနံပါတ်1ဘတ်ဂျက်မရှိတော့ဘူးနံပါတ်2တေးစရာလူနဲတာတယ်ပေါ့ဗျာတနည်းအားဖြင့်တို့မှာတို့ဒီပလောင်လန်းနကိုင်အဖွဲ့တဲ့အင်အားတိုက်ခိုက်အင်အားနဲလာတယ်ပေါ့ဒါကြောင့်ကျွန်တော်မိုးကုန်းနဲ့မိုးမိတ်ကိုညှိပြီးတော့အပြည့်ရပါတယ်ဒါပေမဲ့တို့နဲ့ပွဲမပြီးသေးဘူးတဲ့တို့ထတ်တိုင်အောင်ပဲထတ်တိုင်အောင်သူကမှထိုက်ရတယ်အိုကွယ်တဲ့မင်းတို့ကိုကျွေးခဲ့လို့လူဖြစ်လာတဲ့သူတွေတဲ့အိုကွယ်မင်းတို့ကိုကျွေးခဲ့လို့လူဖြစ်လာခဲ့သူဆိုတာကဒီ TNL ကြီးကျွေးခဲ့လို့ ုနကလက်သုံးကြောင်း PDF တွေကလူဖြစ်လာတဲ့သူတွေပါတဲ့မိုးကုတ်ကိုပြန်သိမ်းတာမြင်မြင်ကြပါတဲ့တို့ကိုဆဲလို့မောင်းရင်ဖြစ်နည်းနည်းနာနာပြီးဆဲတဲ့ပြီးတော့စစ်အာဏာရှင်ကိုလည်းနာနာပြီးတိုက်ပါလေအဲဆိုတာကမင်းတို့ကောက်မဆဲနဲ့မင်းတို့မင်းတို့မိုးကုတ်မျိုးပဲရအောင်သိမ်းပါတဲ့ဒီလိုမျိုးဆိုလိုပါတယ်အော်ကျွန်တော်တာဖုံးကျော်ရဲ့သဘောထားပါဗျာတာဖုံးကျော်ရဲ့စာတူပီလိုနဲ့ပတ်သက်ပြီးဒါတင်ပြတာဖြစ်ပါတယ်အော်ဒီတာဖုံးကျော်ရဲ့သဘောထားကတော့နံပါတ်1သူတို့အနေနဲ့ သူတို့အနေနဲ့ဒီမိုးကုတ်မျိုးကမိုးကုတ်မျိုးမိုးကုတ်မျိုးကိုပလောင်ပြည်တဲ့ပေါအောင်သူတို့ပြန်ပြီးကြိုးပမ်းမယ်ဒီမိုးကုတ်ကိုဒီမိုးကုတ်မျိုးကပလောင်နေတည်ထားခဲ့တာအဲဒါသူဒီလိုမျိုးလာပါတယ်မိုးကုတ်ကပလောင်နေတယ်လို့ပလောင်နေသူတို့ပိုင်နေပေါ့ဗျာအဲအဲအဲသဘောသူကဆိုးလို့တာဆိုးလို့တာအော်ဒီလက်သုံးချောင်း PDF တွေဆိုတာသူတို့ကျွေးလို့လူဖြစ်လာတဲ့သူတွေပေါ့မင်းတို့ငါတို့ကျေးဇူးမမေ့နဲ့ပေါ့ဗျာမမေ့နဲ့ပေါ့အဲ့တော့ဒီကာလမှာသူတို့အနေနဲ့ဒီတက်မတော်နဲ့အပြည့်ရတာကအဲသူတို့အနေနဲ့ကျွန်တော်တို့တိုက်စရာလူမရှိတော့ဘူးပေါ့ ဘီလီယံနဲ့ချီဒေါ်လာဘီလီယံချီလက်နက်ကြီးတွေရှိတယ်ပေါ့ဗျာစသဖြင့်သူရေးခဲ့တာပါဒါသူရဲ့ရေးသားတဲ့ဟာကိုကျွန်တော်အတိတ်ပဲကောက်ပြီးပြန်ပြီးတင်ပြတာဖြစ်ပါတယ်တေချာတာကတော့ကျွန်တော်တို့ဒါကကျွန်တော်စိတ်ချရတယ်ကျွန်တော်တို့စိတ်ချရတဲ့အခြေအနေမှာတော့မရှိဘူးတာဖုံးကျွဲသဘောတော့ကြီးဘယ်တော့မှစိတ်ချတာမဟုတ်ဘူးခင်ဗျာဘယ်လက်နက်အဖွဲ့များစိတ်ချလို့လဲဗျာခင်ဗျာကျွန်တော်တို့ဒီတကယ်တကယ်ကျွန်တော်တို့ဒီအင်အားကြီးတဲ့အင်အားကြီးတဲ့လက်နက်ကိုင်ဖွဲ့ဆိုရင်ကျွန်တော်တို့တကယ်ဟိုါဖြစ်တာလက်ခံတာကဒီပိုးအုပ်ဖွဲ့ပါတကယ်ပိုးအုပ်ဖွဲ့ကခင်ဗျာတကယ်ကိုဟိုတိုင်းချစ်ပစ္စည်းစီပြင်းတဲ့လက်နက်ကိုင်ဖွဲ့ပါ လက်နက်ကိုက်ဖွဲ့တွေမှာအလုံးအလုံးပါသူရဲ့ကိုကျိုးစီးပွားတွေရှိပါတယ်ဒါပေမဲ့ရှိုးတော်လက်နက်ကိုက်ဖွဲ့တွေကတိုင်းပြည်ဘက်ကိုပဲကြည့်ပါတယ်ခင်ဗျာအစိုးသွောတော့ဗျာခင်ဗျာအိရှမ်းမြောက်ပိုင်းရှမ်းလက်နက်ကိုက်ဖွဲ့တွေအစိုးဆုံးပဲဘလောက်ဆိုလဲဆိုစိတ်မချဘူးခင်ဗျာပြည်သူစစ်တော်စိတ်မချဘူးခင်ဗျာပြည်သူစစ်အကောင်းဆုံးအောက်ကနေခင်ဗျာလှုပ်ချင်တယ်လို့လုံးနေအခုလည်းလှုပ်ချင်တယ်လို့လုံးနေတာခင်ဗျားတို့တွေ့ပါလိမ့်မယ်ဘယ်လက်နက်ကိုက်ဖွဲ့ကမစိတ်ချလို့လဲဒီဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းမှာခင်ဗျာတစ်ဆယ်တစ်ဆယ်ကုန်ဖြစ်ခဲ့တယ်ဗျာလာရှိုးတို့ပါလို့ဖြစ်ခဲ့တာပဲကမအဲ့ဒီမှာရှိတဲ့ပြည်သူစစ်အဖွဲ့တွေသူတို့ရဲ့သူတို့ဘာတွေလုပ်သွားလဲဘယ်ဘက်ကိုထွက်ပြေးသွားလဲလက်နက်တွေဘယ်လိုဆုံးအားလုံးမြင်နေရတာပဲ မြင်နေရတာပဲအဲ့တော့ဒီရှမ်းပြည်နယ်မြောက်ပိုင်းရဲ့လက်နက်ကိုင်ဖွဲ့တွေကခင်ဗျာစိတ်ချလာပြီစိတ်မချဘူးနောက်ဆုံးပြခင်ဗျာအဲ့မှာကြည့်ပါလားကင်မီနယ်ဘက်ကခင်ဗျာ BJ တောင်ကြည့်ပါလားခင်ဗျာခေါ်သွင်းပြီးတော့ခင်ဗျာခင်ဗျာသူတို့ရှေ့ကဘာတွေပြောခဲ့လဲခင်ဗျာလက်ရှိအခြေအနေမုံတော့ BJ ကဟုတ်ရှိမှာဘာတွေပြောခဲ့လဲဟုတ်တနေ့မှာဘာတွေပြောခဲ့လဲပြန်ပြန်ပြီးတော့နားထောင်ကြည့်ပါနားထောင်ကြည့်ပါအဲ့တော့ဒါတော့ကျွန်တော်တို့ဒါလက်ဖက်လက်ဖက်ဖုံးကြော်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတင်ပြတာဖြစ်ပါတယ်လက်ဖက်ဖုံးကြော်ကတော့ဒါတော့ PDF တွေပြောတယ်မင်းတို့ငါကြွလို့လူဖြစ်လာတာအဲ့တော့မင်းတို့ မိုးကုတ်ကိုပြန်သိမ်းတာငါမြင်ချင်တယ်ပေါ့ဗျာသူကဒီလိုမျိုးလိုပြောတာပေါ့အဲ့တော့လက်ရှိဒီမိုးကုတ်နဲ့မိုးမိတ်အခြေအနေမှာတော့တက်မတော်ကတော့ကျွန်တော်တို့ဒါကျွန်တော်တို့ထပ်ပြီးတော့နေမြေရှင်းမယ်တောက်လျှောက်ရှင်းမယ်ပေါ့တောက်လျှောက်ရှင်းပါလိမ့်မယ်လက်ရှိလည်းကျွန်တော်တို့တက်မတော်ကမိုးကုတ်မျိုးအေရီယာမှာကျွန်တော်တို့အိမ်နေအိမ်နေချမ်းအိမ်နေပြီးကျွန်တော်တို့ဒီလမ်းတွေမှာကျွန်တော်မိုင်းရှင်းလင်းရေးတောက်လျှောက်လုပ်နေတယ်တစ်ဖက်မှာတော့ကျွန်တော်စစ်စင်ထပ်လုပ်ရပါလို့မယ်ဘာကြောင့်ဆိုတော့အဲ့ဒီအေရီယာမှာဒီဗမာပီဒီရဲ့စစ်သွေးကြွအဲ့ဒါဒီပလောင်ခွေးတွေပလောင်ရဲ့ကျွန်တော်လက်ကင်တို့ခွေးတွေရှိနေတယ် ရှိနေတယ်အဲ့တော့ဒီနေရာရှင်းဖို့ဆိုရင်ကျွန်တော်တို့ဒီမယ်ရီယာကနေပြီးတော့အဲဒီဒီကျွန်တော်တို့တပိတ်ချင်းတပိတ်ချင်းမိုးကိုလမ်းမကလည်းတိတ်ကိုအရေးကြီးတယ်ပြီးရင်ကျွန်တော်မယ်ရီယာစစ်ကူရဲ့စစ်စင်ရလည်းတိတ်ကိုအရေးကြီးပါတယ်နောက်ထပ်ကျွန်တော်ဒီနေရာမှာအရေးကြီးတာကလက်ရှိမှာဒီစင်ကူရဲ့တဖက်ကမ်းပေါ့စင်ကူရဲ့တဖက်ကမ်းဖြစ်တဲ့ရေဦးခင်ဦးဒဇဲပေါ့ဗျာအဲ့ဒီကြောလုံးဝက်လက်အရာတော့ရှိမကားပေါ့ဗျာဒီဒီအဲ့ဒီ area ကြီးပေါ့အဲ့ဒီ area မှာအင်အားတွေတော်တော်ကြီးပြီးပါတယ် PDF အင်အားတော်တော်ကြီးနေပါလေတော်တော်ကြီးရတဲ့အတွက်တို့ဘဲကိုတိုက်ပြီးပြင်မှတ်ထားပြီးတိုက်မယ်လဲဆိုရင်နံပါတ်၁ချက်ကကျွန်တော်တို့ဒီ Camp Blue Area ကိုဝင်ရောက်တိုက်ခိုက်တာကြီးလေဖြစ်နိုင်ပါလေဒါကြောင့်ကျွန်တော်အဲ့ဒီ area မှာရှိတဲ့ကျွန်တော်တို့ရဲ့ဒါကျွန်တော်တို့ဒီလုံခြုံရေးအရန်ကိုအရေးကြီးတယ်အရန်ကိုကျွန်တော်တို့ view ဆိုင်မဲ့အနေထားဖြစ်တယ်လို့ကျွန်တော်တင်ပြပေးချင်ပါတယ်နောက်ဆုံးသေးဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ Syrian Syrian သစ်စပေါ့ဗျာသစ်စပေါ့သစ်စပေါ့မင်းကြီးမျိုးနဲ့စေအုပ်စေအုပ်ကို PDF တွေကဖမ်းသွားတဲ့အချိန်တွေပါ ဖြစ်စဉ်ကနိုဝင်ဘာလ30ရက်နေ့ကစကိုင်းတိုင်းမင်းကင်းမြို့နယ်တင်တော်ကြီးွာတင်တော်ကြီးွာမှာစေကမ်းဖွင့်ထားတဲ့စီရီယန်သက်ပေါက်မင်းကင်းမြို့နယ်စေအောင်ကြီးဖြစ်သူဒေါက်တာခင်သူသူလွင်ကိုအကြမ်းဖက် NUG လက်အောက်ကဖွဲ့တွေကနေထဲမှာဝင်ရောက်ပြီးဖမ်းဆီးသွားပါတယ်ခင်ဗျားတို့လည်းဒီရုပ်တံနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့လည်းတွေ့ရပါလိမ့်မယ်ခင်ဗျားတို့လည်းကြည့်ပြပါလိမ့်မယ်အကျွန်တော်လူခွင်လူခွင်ကိုကျွန်တော်တံမို့ထားတာလူခွင်တံမို့ထားပြောတာအဲ့ဒီခင်ဗျားသက်ပေါက်စီရီယန်ဆာမဲ့ဘလို့ဖမ်းသွားလဲခင်ဗျားတို့တွေ့ရမှာခွေးလိုဝက်လိုဖမ်းသွားတာချုပ်ပြီးတော့လေဘာလဲပြောလဲဆိုတော့ခင်ဗျားတို့ ဟိုအိမ်တိမ်ပါဗျာအိမ်တိမ်မှာခင်ဗျားတို့ကဟိုဝက်တွေဝက်တွေရောင်းနွားတွေရောင်းရင်လေဝက်တွေရောင်းရင်ဝက်တွေရောင်းရင်အမတခင်းကဝက်ရောင်းလိုက်တော့ဟိုကဝက်ဝယ်လေလို့အသေးစားလေးလည်းပြီးကျိုးနဲ့တုတ်ပြီးတော့အသေးစားကားပေါ်တင်ပြီးတော့တင်သွားသလိုပဲအဲ့လိုပဲဗျာခိုးရီနွားတွေတရိစံလို့ဖမ်းသွားတာဘာမှလည်းလူခွင့်ရေအဲ့အမျိုးသမီးတယောက်ကိုဒီအမျိုးသားတွေကဖမ်းခွင့်မရှိဘူးအမျိုးသမီးကိုအမျိုးသမီးနဲ့ပဲဖမ်းလို့ရတယ်ဒါဥပဒေကပြောတာပါဥပဒေကပြောတာပါအဲ့တော့ဖမ်းသွားတာတော့ခင်ဗျားကြည့်လိုက် ဝက်ကိုဗျာဝက်ကိုကျိုးတော့ပြီးတော့ခင်ဗျာကားဝက်ခင်ဗျာတုံးတင်လိုက်တဲ့ဘောဖမ်းသွားတယ်ဗျာဖမ်းသွားတယ်အဲ့ဒီအဲ့ဒီဆီယာမာကြီးပေါ့အဲ့ဒီဆီယာမာကြီးကကျွန်တော်2016ခု16ခုနှစ်ကတည်းက2016ခုနှစ်ကတည်းကမင်းကင်းမြို့ပြည်သူ့စေရုံမှာကျွန်တော်စေရုံအကြီးကြီးတာဝန်ထမ်းဆောင်ခဲ့တာပါတာဝန်ထမ်းဆောင်ခဲ့တာပါအဲ့တော့သူက2021နောက်ပိုင်းမှာဒီစုဖို့အကြဖတ်မှုလှုပ်ရှားမှုတွေမှာပါဝင်တယ်ပြီးတော့ကျွန်တော်တို့ဒီအကြဖတ်တွေအကြဖတ်တွေအကြဖတ်တွေကိုအားပေးအားမြောက်လုပ်တယ်သူတိုင်းလည်းအားပေးအားမြောက်လုပ်တယ်ပေါ့သူဥဆောင်ခဲ့တယ်ပေါ့ဗျာ ဒီမင်းကြီးမျိုးနဲ့မှာလက်ရှိအကြမ်းဖက်ဆူမှုတွေဖြစ်ဖို့တော့သူကိုယ်တိုင်ပဲလူသစ်ဆူဆောင်ပေးခဲ့တယ်။သူအချိန်ပဲသူကိုယ်တိုင်ပဲဒီငွေကြေးတွေကောက်ခံခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ဒီနိုင်ငံတော်ကနေပြီးတော့သူငားငားနဲ့အမှုဖွင့်တယ်။အမှုဖွင့်တော့ထွက်ပြေးသွားတယ်။ထွက်ပြေးပြီးတော့ဒီမင်းကြီးဘက်ကိုရောက်သွားတယ်။မင်းကြီးဒီဒီဒီ NGP ရဲ့ဒီဖွဲ့တော်အဲ့ဒီကိုရောက်သွားတယ်။အမှလည်းတော့ဥဆောင်တဲ့သူနဲ့ပါတယ်။ပါတယ်။ပါတော့အမှသူဖမ်းတော့ဗျာခင်ဗျားအမှတွေ့ပါလိမ့်မယ်။ခွေးလိုပဲလို့ဖမ်းသွားတာ။အာအကျမတို့တနာကြပါအောင်နဲ့ကျမတို့တနာကြပါအောင်နဲ့ကျမကလည်းငားငားကြောက်လို့ဒီဘက်ရောက်လာတာစသဖြင့်ပေါ့ဗျာ ဒီဒီဆရာမကြီးပေါ့ဒီဆရာမကြီးကကျွန်တော်တို့ဒီတိုက်ပွဲတွေမှာဒဏ်ရာရခဲ့တဲ့ PDF အဖွဲ့တွေတော့ဆေးကုပေးတာသူကိုယ်တိုင်ပဲကုပေးခဲ့တာသူလည်းနဲ့အဲ့ PDF တွေအသက်ရှင်သွားတဲ့လူတွေမနေဘူးပဲခင်ဗျာမင်းကြီးမျိုးနဲ့မှာဒီဆရာမကြီးကုပေးလို့အသက်ရှင်သွားတဲ့လူတွေမနေဘူးပဲအဲ့တော့ဗျာခင်ဗျာဒီဆေးအောင်အုပ်ဆိုတဲ့ဆရာမကြီးရဲ့ခင်ဗျာဒီအမျော်မြင်နဲ့ညံညံသွေးရခင်ဗျာနဲတဲ့တာမယ်လူကအများကြီးတာတယ်လေဒီပညာမဲတွေအောက်သွားပြီးသူကဥသွားရှို့တယ်ဗျာဖြစ်ပေါ်ကပညာမဲဆိုတာကခင်ဗျာသူတို့အောင်းနဲ့ခေါင်းတော်နဲ့မှာဘာမှမရှိဘူးအဲ့မှာဆရာမကြီးပြောတာက ။အားလေကျမရဲမရင်းကောင်လည်းကျမစကားမပြောနိုင်ဘူးလေ။အဲ့တော့တေချာရကသူမရင်းကောင်သူ့ကိုအမိန်ပေးပြီးလာခေါ်ခိုင်းတာကြည်ဟုတ်။မရင်းကောင်ကသူ့လိုဟလာကျွန်တော်တို့သူ့လိုဆင်းအောင်ကြည့်လာခေါ်တာကြည်ဟုတ်။ကျွန်တော်တို့ဆင်းအောင်ကြည့်ဆိုတာဗျာခင်ဗျာမျိုးကျွန်တော်မျိုးရဲ့တကယ်ကိုခင်ဗျာဖူးဖူးမှုန့်ထားတာကျွန်တော်တို့မျိုးတွေမှာကျွန်တော်ဆင်းအောင်ကြည့်ဆိုခင်ဗျာရိုသေနေရတာဆင်းအောင်ကြည့်လာမယ်ဆိုရိုသေနေရတာအဲ့လိုအတန်းမှနေရမှာဆင်းအောင်ဆိုအဲ့လိုလူရိုသေရှင်ရိုသေအတန်းမှနေပြရတာဒီလိုမျိုးကျွန်တော်တို့ဒီနလဘိန်းတော့အပေအတေတွေနဲ့ကျန်နေပြည်တဲ့ထိုင်ရမှာမဟုတ်ဘူးဗျာ အော်ဒါနဲ့ပတ်သက်ပြီးတော့ဒီ NUG အဖွဲ့တွေကလည်းသူကဒီလိုရုပ်သံတွေထွက်လာတော့ NUG အုပ်စုတွေကလည်းသူတို့အနေနဲ့အာတရေထုတ်ပြန်ချက်ဆိုထုတ်တယ်ဗောဗျအဲ့တော့ NUG အုပ်စုကကျွန်တော်ထုတ်ပြန်ချက်လေးကျွန်တော်တင်ပြပါမယ်ဒေါက်တာဒေါခင်သူသူလင်းနဲ့ခဒေါက်တာတူးတဲ့စီရီယန်ဆေးအုပ်တဲ့အဲသူကတဲ့သူက2021လေးလပိုင်း17ရက်ကနေစပြီးတော့2024ခုနှစ်6လပိုင်း18ရက်နေ့ဒီအမျိုးသားညီညွတ်အစိုးရမင်းငင်းမြို့နဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ဝင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်တဲ့ သူဟာဒီတာဝန်ထမ်းဆောင်တဲ့အခါမှာတဲ့ကျွန်တော်တို့ငွေကြေးကိစ္စငွေကြေးကိစ္စတွေရှိတယ်ပေါ့ဗျာအဲ့တော့သူနံပါတ်1ရှင်းမပေးဘူးပေါ့ရှင်းမပေးဘူးရှင်းမပေးတာရှိတယ်နံပါတ်2ကသူကဒီမင်းကြီးမြို့မင်းကြီးမြို့နဲ့ပြည်သူ့အုပ်ချုပ်ရေးဘက်တာဝန်ကအဖြစ်တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာတဲ့မင်းကြီးမြို့နဲ့မင်းကြီးမြို့နဲ့မှာတဲ့သူသူသူကအာမင်းကြီးမြို့နဲ့ပြည်သူ့ကာကွယ်အဖွဲ့နဲ့ငှားထားတဲ့ AK47 တလက်ကိုသူကပြန်မှတ်ဘူးတဲ့ပြန်မှတ်တဲ့တဲ့သူကဒီနှစ်ချက်နဲ့ဆွဲတယ်နံပါတ်1ချက်ကကျွန်တော်တို့ဒီငွေကြေးကိုမရှင်းပေးလို့နံပါတ်2ချက်ကသူ့အနေနဲ့ သူ့အနေနဲ့ဒါငားရနာတဲ့ AK47 တလက်ကိုမပေးလို့သူ့ကိုဒီလိုမျိုးဖမ်းရတယ်ဗောဗျ။သူဖမ်းရတယ်ဆိုသူထုတ်ပြန်လာတယ်။ငွေကြီးကြောင့်ငွေကြီးကြောင့်လို့ပြောရင်ဗျာခင်ဗျားကလည်းဒီ NUG အုပ်စုမှာခင်ဗျားကလည်းခင်ဗျားတပုတ်ဦးတွေဘဲကောင်းမြန်ခင်ဗျားအဂရီကင်လို့တွေဗျာ NUG အုပ်စုတွေခင်ဗျားကလည်းဒီအဂရီအဂရီမကင်းတဲ့ကောင်ခင်ဗျားလေမင်းဖြတ်ဆိုခင်ဗျား NUG ကောင်တကောင်းမှမရှိဘူး။ခင်ဗျားကလည်းတကောင်းဘဲကောင်းရှိမလဲ။ကဲခင်ဗျားဘာလို့ရှိလဲ။ ဟိုနေရခင်ဗျာအဲ့မှာကြည်ပြာအုပ်စုကြည်ပြာတို့ဆိုခင်ဗျာလည်းကြည်လေငွေချင်းမရှိတော့ငြိမ်သွားပြီလေအဲ့တော့အားလေကျွန်တော်တို့ကလည်းစစ်ဆေးပါလေဘာညာခင်ဗျာဘာသာထွက်သေးလို့လဲဘာသာထွက်သေးလို့ဒီဒီအန်ယူဂျီအုပ်စုတွေကြည်ပြာတို့အုပ်စုတွေလေခင်ဗျာလည်းဒီရှင်းပြပါရခင်ဗျာကြည်ပြာတို့အုပ်စုကဒီ PDF တွေလူ PDF တွေကိုခင်ဗျာ PDF တွေရဲ့ပတ်စံပြီးရင်အဲ့တို့ယုံကြည်ရသူတွေလူတွေပတ်စံကိုခွေးပတ်သေးတော့လောက်တာခွေးပတ်သေးတော့လောက်လိုက်တာခင်ဗျားတို့လောက်ခင်ဗျားဒီအန်ယူဂျီအုပ်စုရဲ့ခွေးတော့တောင် PDF တွေကခင်ဗျားလည်းအတိမတ်ပြုချင်မခံဘူး ဒီကြည်ပြားရဲ့ကြည်ပြားရဲ့ခွေးဟာ happy birthday organ တွေ happy birthday လောက်ရသေးတယ်ခင်ဗျားတို့ဒီပီရက်တွေမှာ happy birthday တော့မဖြစ်ဘူးမဖြစ်ဘူးအဲ့တော့ဒါကြီးကခင်ဗျားအကြောင်းအရာတစ်ခုနေနေပါခင်ဗျားဘယ်ဘယ်သူမှခင်ဗျားလေဒီရှင်းလို့လေဗျာခင်ဗျားလမ်းမှာခင်ဗျားစကိုင်းရွှေဖို့ဒီဒီဒီစကိုင်းရွှေဖို့လမ်းမှာလည်းမကောက်လေတဲ့ဂိတ်တွေဘသူကစင်းစစ်ရဲလို့လဲခင်ဗျားစင်းစစ်တဲ့လူကြီးကြီးရယ်ပုံပုံလုံးတယ်လို့ထိုင်းမှာပုံလုံးနေတာဟာလားဒီမှာအန်ယူဂျီပြည်ရေးဝန်ကြီးဌာနဘယ်ဟာဘယ်ဟာအခုသူတို့ကဒီမှာရှိတာမဟုတ်ထိုင်းရနေထုံနေတာ ထားရင်ထုတ်လိုက်တာဟောအဓိကကတော့ဒီဆီယမ်မာကြီးနဲ့ပတ်သက်ကျွန်တော်တို့မြေပြင်မှာသိရတဲ့လောက်ကမင်းကမြို့နဲ့မှာရှိတဲ့ဒီရွှေမျောပေါ့လောက်ွက်ရွှေမျောတွေရွှေမျောနဲ့ပတ်သက်ပြီးတော့သူတို့သဘောထားကလေး꿰တယ်သဘောထားလေး꿰တယ်ရှိရွှေမျောတွေလုတ်တဲ့ဒီအန်ယူဂျီအုပ်စုတွေအဲ့မှာကျွန်တော်ရွှေမျောတွေလုတ်ခွင့်ပေးတယ်လုတ်ခွင့်ပေးတော့ဒေသခံတွေကဒေသခံတွေလုတ်ခွင့်မရှိဘူးပတ်သက်မြေမှာပေးတဲ့လူပဲချတယ်အဲ့တော့ဘယ်နေရာလဲဆိုတော့ကျွန်တော်တို့လောင်းပြေးတို့မြောက်ချုံးတို့ပေါ့ဗျာအဲ့ဒီအဲ့ဒီဒီဘက်ကတကြောပေါ့ပြီးခဲ့တဲ့ရက်ကတက်မလို့ဘုံကျလိုက်တဲ့တကြောအဲ့ဒီဟာမှာဒီအန်ယူဂျီကရွှေလုတ်ခွက်တွေချပေးတယ် ရွှေလုံးကတရားပြီးတော့ဒီဆ iam မကြီးကဒါဟိုပေါ့ဗျာဆ iam မကြီးဒါလက်မခံအောင်လက်မခံတော့ဆ iam မကြီးကိုအာကိုတဲ့အဖွဲ့တွေကသူတို့ဆန္ဒကြီးပြကြတယ်ဆန္ဒကြီးပြကြတော့ဒီမြောက်ချွန်းတို့အလောင်းပြေပေါ့လောင်းပြေပေါ်မှာရှိတဲ့ဒီဆန္ဒပြဥဆောင်တဲ့သူကိုဒီအန်ယူဂျီအုပ်စုကဖမ်းတယ်လက်ရှိကမလို့သေးဘူးဖမ်းတော့မင်းတို့ဘသူဘသူမင်းတို့ဘသူတွေပါလဲညာလဲဆိုဒီဆ iam မကြီးပါတယ်ပေါ့ဗျာအဲ့ရဒီဆ iam မကြီးဖမ်းသွားတာအဓိကတော့စကွက်လူတာစကွက်လူနေဖြစ်ကြတာအဲ့တော့ဒါအုပ်ကြီးချင်းအပြင်ခင်ဗျာစီရီယံလောက်တဲ့သူတွေအာခင်ဗျားတို့ဒါအုပ်တောင်ကယူပြောတာကြည့်လိုက်လေခင်ဗျာလူတို့ဖမ်းသွားတော့ ဝတ်တကောင်ခင်ဗျာတားတက်ရုံတက်မဲ့ဝတ်ကိုခင်ဗျာကျိုးနဲ့ဆွဲတင်တယ်လားခင်ဗျာကြည့်လိုက်ခင်ဗျာကြည့်လိုက်လက်ရှိခင်ဗျာမျိုးနယ်တွေမှာခင်ဗျာတကယ်ဆေးအောင်ကြီးဘလို့နေရလဲဘလို့နေရလဲဗျာအဲ့တော့ကိုတက်တဲ့အသက်ပညာနဲ့ကိုသွားတဲ့နေရာတော့ခင်ဗျာစဉ်းစားဖို့လိုတယ်ဗျာစဉ်းစားဖို့လိုတယ်အဲ့တော့လက်ရှိကျွန်တော်ပြောချင်တာကဒေါက်တာဒေါခင်တူတူလွင်လူလိုနားလဲပါစီလို့ပဲကျွန်တော်ပြောချင်ပါတယ်နိုင်ငံတော်ကဗျာသူအမှုဖွင့်နေတာပါင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 ါပေါ့ဗျာငါငါလည်းဖွင့်တာခင်ဗျာဘယ်လောက်ရှိမှာလဲလက်ရှိဆိုပဲဒီငါငါကိစ္စလည်းလွတ်ပေးလိုက်ပြီလေဗျာလွတ်ပေးလိုက်ပြီလေအခုကဲ तू ကငါငါကြောင့် तू ထွက်ပြေးရတယ်ဆိုရင်ခင်ဗျာဟိုကောင်လေးကကြည့်ပါလားခင်ဗျာ ခွေးသာကျွေးမှာခွေးသာကျွေးမှာဒါဒီဆရာမရဲ့အခြေအနေပေါ့ဆရာမရဲ့အခြေအနေအဲ့တော့ဒီဆရာမရဲ့အခြေအနေဘာလဲဆက်ဖြစ်မလဲပေါ့စိတ်ဝင်စားဖို့ကောင်းတယ်အဓိကတော့အာဂရီမှုဆိုတာကသူတို့အလကားပါခင်ဗျာသူတို့အဖွဲ့တွေဘယ်သူများအာဂရီကင်းလို့လဲခင်ဗျာအမကြည်ပြမကြည်ပြဆိုကြည်ပါလားဗျာခင်ဗျာလေခွေးတော့ happy birthday လုပ်တယ်ခင်ဗျာဘယ်လိုဆက်မလဲဒါကျွန်တော်တို့စစ်စစ်နေပါကြီးအဲ့တော့ဗျာခင်ဗျားတို့ကြည်လိုက်အန်ယူဂျီအုပ်စုတွေထုတ်ပြန်ကြတယ်ခင်ဗျားတို့တွေ့ပါလိမ့်မယ်တွေ့ပါလိမ့်မယ်အန်ယူဂျီအုပ်စုတွေစစ်စစ်လို့ပေါ်ပေါက်တာဘာတစ်ခုမှမရှိလို့လဲလုံးဆက်မအောင် အဲဒီကြီးအုပ်စုတွေစစ်စစ်လို့ပေါ်ပေါက်ပြီးအရေးကြီးပါလေဆိုခင်ဗျာဘာနဲ့ကုမြန်းရှိဘူးလို့လဲဟိုကောင်တွေကခင်ဗျာပစိုးတော်လှန်ပြလိုက်အောင်ပဲပစိုးတော်လှန်ပြအောင်ပဲစစ်စစ်ပါလေလို့ပြောတာထိုင်းမှာထိုင်းမှာရှိနေအဲ့ကောင်ထိုင်းမှာနေပြာဒီလုံးတဲ့ကောင်နဲ့ဒီပြည်သွင်းမှာလုံးနေတာဟိုကောင်နဲ့ဒီလိုမလာရဲဘူးဒီရောက်ကောင်နဲ့ခင်ဗျာဇစ်ဖြုတ်ပြီးတော့အဲ့ကောင်တွေကိုဇော်ဝေဆိုးလို့ဇစ်ဖြုတ်ပြီးတော့ပစိုးတော်လှန်ပြအောင်ဇစ်ဖြုတ်ပြမယ်ပစိုးလှန်ပြမယ်ပစိုးလှန်ပြမယ်အဲ့တော့ကျွန်တော်ဒါိုင်းနဲ့ပတ်သက်ကျွန်တော်ဝမ်းသာလို့ပြောနေရမဟုတ်ဘူးပြာကျွန်တော်ဆရာအောင်တယောက်ဖြစ်ဖို့အတွက်ကျွန်တော်တိုင်းပြည်ကခင်ဗျာအကုန်ကြခံလိုက်ရတယ်ခင်ဗျာတိုင်းပြည်ဘန္တာတွေမနေဘူးပြာ မနေ့ကလေဒီဆရာမကြီးတယောက်ဖြစ်ဖို့တော့ခင်ဗျာတိုင်းပြည်နဲ့ပေးဆက်လိုက်ရတဲ့အမနေ့ကပဲအခုတော့ဗောဒီဆရာမကြီးကငွေကြီးကြောင့်သူ့ကိုဖမ်းနေဆိုရင်ခင်ဗျာရှင်းလေခင်ဗျာဆေးရုံအုပ်ဖြစ်တဲ့သူကဘယ်သူများဆင်းရတာရှိလို့လဲကဲကဲခင်ဗျာဆေးရုံအုပ်ဖြစ်တဲ့သူကဘယ်သူများဆင်းရလို့လဲခင်ဗျာခင်ဗျာနောက်ဆုံးများခင်ဗျာလေဒီဆေးတောက်တို့တက်တဲ့လူက level တစ်ခုပဲတက်ခွင့်ရတာဗျာခင်ဗျာလေနံပါတ်1ညာရင်မြင့်တယ်နံပါတ်2မိဘ background ရှိတယ်ဒီအုပ်စုတွေတက်ခွင့်ရတာတာမန်ဘဝတွေမရောက်ဘူးမဟုတ်ပါဘူးအဓိကကတော့အဲ့ဒီငွေသူတို့ရဲ့သူတို့ရဲ့လောဘတွေပေါ့လောဘကြောင့်ဖြစ်လာတာ အာသူတို့ရဲ့အချင်းချင်းပေါ့ဗျာအချင်းချင်းကြိုက်တာပေါ့အချင်းချင်းကြိုက်တာနေဖြစ်လာကြတာအဲ့တော့ဒါကြောင့်ကျွန်တော်တို့ဟိုစီရီယံလုံးမဲ့လို့သတိထားမလို့ချင်းထွက်အလားပြဿနာမရှိဘူးခင်ဗျားတို့ကဒီစီရီယံလုံးပြီးသွားရင်ခင်ဗျားတို့မလိမ့်မှာထက်ကျင်ခံလိုက်မယ်ခင်ဗျားအဲ့မှာထိုင်းမြန်မာနေစားမှာကြည့်ပါလားရန်ကုန်တက္ကသိုလ်ကနေပြီးတော့စီရီယံလုံးပြီးတော့အဲ့ကိုပြေးတာလေသူသမီးတို့တာမီးတောင်ပြေးတာလေသမီးတော်ခင်ဗျားဟိုဟိုအာရမပြုချင်းမှုစ조사ခဲ့သေးတာပဲ조사ခဲ့ဆိုအချားမဟုတ်ဘူးတိုးတွင်းမျိုးနယ်က NLD ပါတီအတွင်းမှုအောင်မင်းဆိုတဲ့လူကမရင်းချင်းမှုလုပ်ခဲ့သေးတာပဲခင်ဗျားကြည့်လိုက်လေ အဲ့အဲ့ဒီအမှုတော့လည်းအောင်မျိုးမင်းတို့အားကျွန်တော်တို့ကအမှုမှပေါ်ပေါ်ကြီးလုံးမှာပါညာအခုကြည့်လေခင်ဗျအောင်မျိုးမင်းတော့ဘာဖြစ်နေလဲခင်ဗျားကလည်းအောင်မျိုးမင်းကိုကျွန်တော်တို့ကပြောလို့ပြောတာမအောင်မျိုးမင်းကခင်ဗျယောက်ျားမဟုတ်ဘူးနော်ယောက်ျားမဟုတ်ဘူး तू ကမိန်းမကြီးယောက်ခန္ဓာကယောက်ျားခန္ဓာကိုလည်းမိန်းမကြီးအမမျက်တောင်လေးဆိုရတာဒီမှာဇင်မောင်တို့ဆိုတာဇင်မောင်ပုံကဇင်မောင်ရဲ့ပုံကတကယ်က तू ကမိန်းမကြီးတကယ်ဒါပေမဲ့ तू ကသူထားတာက तू ကမိန်းမနဲ့ယောက်ျားစီပေါ့နေတာ तू तू ရဲ့ तू ရဲ့ဟိုကလည်းခင်ဗျကောင်မလေးနဲ့ तू ယူထားတာအဲ့လိုနေထားတာ သူတို့လည်းအဲ့လိုကြီးသွားနေကြတာခင်ဗျားတို့လူလူတိဖို့လိုတယ်လူလူတိဖို့လိုတယ်ဒါသူတို့ရဲ့အခြေအနေပေါ့ဗျာဒါကြောင့်ဟိုကဒီဒီအဖွဲ့တွေယုံလို့ဘောပြတ်သွားတဲ့သူတွေမနေဘူးပဲအာចောင်းပန်းနဲ့ចောင်းထွက်ဆိုပြီးတော့လမ်းမရောက်သွားတဲ့ကျွန်တော်ကျွန်တော်နိုင်ငံအနာကတည်းအများကြီးပဲတွေ့သွားတဲ့အနာနိုင်ငံအနာကတည်းမနေဘူးပဲចောင်းပန်းနဲ့ចောင်းထွက်သူတွေចောင်းကိုကြောက်ခိုင်းသွားတဲ့ကျွန်တော်ရဲ့နိုင်ငံနိုင်ငံရဲ့အနာကတည်းတပိုးအုပ်မြေကျွေမွားသွားတာအဲ့လူတွေကျွန်တော်ခွင့်လို့ရမယ်ထင်ခွင့်လို့လို့ရမယ်ထင်လားဘယ်တော့မှခွင့်မလို့ဘူးဘယ်တော့မှခွင့်မလို့ဘူး 比别米要高，你那一看就出阿伟的，没出名，阿龙阿龙个，土匪最多的是吧？个名。<music>